ညာဘက်ထမင်းစားတော့ပြီးတဲ့နောက်ဝါမဲ့စင်တို့တွေမအိပ်ဖြစ်ကြသေးဘူးမိရင်လေးကိုထုံးလို့ကုပြက်ခဲမှာထိုင်နေကြပါတယ်ရှင်းမှလည်းမြေပဲလော်တွေပြောင်းမှုပြုတ်တွေကိုပကံထဲမှာစီပြီးတော့ထည့်ထားတယ်ရှင်ညိုစားလေဟုတ်ကဲ့ပါကြီးဒုံဝင်းကညနေခင်းကအခုလိုညာပိုင်းစားဖို့အတွက်အားလုံးကိုပြင်ဆင်ခဲ့ခြင်းဖြစ်ပါတယ်ရှင်ညိုလည်းပြောင်းမှုပြုတ်လေးကိုစားပြီးတော့ဝါမဲ့စင်ကတော့သူ့ရဲ့ပြောင်းမှုဘက်စလိတ်ကြီးကိုသာဖွာရှိုင်နေပါတယ်ရှင်ညိုကဘွားမဲ့စင်ကိုကြည့်ပြီးတော့ဘွားကိုမြင်နိုင်လေ ကျုပ်စိတ်ထဲမှာတတိယမဲ့တွေတယောက်တော့ရှိတယ်ဘသူများလဲအဲ့လူကတခြားတော့မဟုတ်ဘူးကျုပ်ရဲ့ဘဝကြီးပါအဘွားရဲ့စကားပြောပုံတွေစိတ်တွေကဘဝကြီးနဲ့အတော်လေးကိုတူတယ်ချင်းညိုကပြောနေတယ်ဘဝကြီးဆိုတာကိုဒေါ်ဝင်းတို့မသိလို့ပြောင်းမှုစားနေရကနေနေပါဦးချင်းညိုမှာအဖေပဲရှိတာဆိုအခုပြောတဲ့ဘဝကြီးဆိုတာဘသူများလဲကျုပ်ပြောတဲ့ဘဝကြီးဆိုတာအခုဘဝမှာတော်ဆက်ခဲ့ဘူးတဲ့သူမဟုတ်ဘူးအရှိ ကျုပ်ရဲ့အရင်ဘွားဟောင်းကအဖွားပါ။ဟေးမမမမကအရင်ဘွားကိုမှတ်မိတယ်ဗောဟုတ်လား။ဒေါ်ဝင်းအံ့ဩနေတော့နန်းကြိုင်ကဝင်မိတယ်။ရှင်ကျော်ကကောင်းချင်းပြတော့နန်းကြိုင်အရန်ကိုအံ့ဩသွားတယ်။ဒါဆိုကျုပ်တို့ကိုပြောပြပါလားမမရ။မမအရင်ဘွားကဗမာနေခဲ့တာလေ။နောက်ပြီးတော့မမဘလို့များကြီးပင်းခဲ့လဲဆိုတာကျုပ်သိချင်တယ်။မီးလေနန်းကြိုင်ရဲ့နှုတ်ကမေးလာတဲ့မိကုန်းတွေကြောင့်ဘွားမေစင်ကဟန့်တာတယ်။ဒီခါမှရှင်ကျော်က နေပါသေးပွားရဲ့ကျုပ်ကိုယ်တိုင်လည်းပြောပြချင်ပါတယ်ဒီအကြောင်းလေးကိုရင်ထဲမှာတင်ထားတော့ကျုပ်အတွက်အရန်ကိုမွန်ကျက်စရာကောင်းပါတယ်ဒါကြောင့်မြန်မာလေးနဲ့ဘွားတို့ကိုကျုပ်ပြောပြမယ်ဒီလိုပြောတော့ဘွားမဆိုင်ကမတားတော့ဘူးတော်ဝင်းနဲ့နိုင်ကျင်တို့ကတော့ရှင်ညိုပြောလာမယ်အကြောင်းအရာတွေကိုစိတ်ဝင်စားနေနားထောင်ဖို့အသင့်ဖြစ်လာတယ်ကျုပ်ရဲ့မိုးရဲ့မြေကကံပိုင်ရွာကနေကျုပ်ရဲ့ဖောက်ပြန်မိတဲ့အဖြစ်ကြောင့်ဘဝကြီးကိုယ်တိုင်အိမ်ပေါ်ကနေနှင်းချခဲ့တာဒါကြောင့်ကျုပ်နဲ့ကျုပ်မိဘတွေလည်းအပြင်းမှထွက်ပြီးနေကြတာ ရွာမြေမှာထွက်နေရပေမဲ့ရွာကလူတွေကိုယ်တိုင်ကျွတ်တို့အတွက်အိမ်ဆောက်ပေးတယ်။လူတွေတွေဝိုင်းပြီးတော့ကိုကြီးပြေးကြလို့အဆင်ပြေခဲ့တယ်။ဒါပေမဲ့ရွာထဲကိုတော့ဘဝကြီးအမိန့်ကြောင့်ဝင်လို့မရခဲ့ဘူး။ခင်ဩရှင်းမေညေးပေခေါ်နေတယ်လေ။ညီဒီလိုကြီးပဲနေတော့မလား။ကျုပ်လာခဲ့ပါမယ်မေရဲ့။ကျုပ်ကဘာမှဆက်မပြောပါနဲ့။ကျုပ်ကိုကျုပ်တော့စိတ်အဆိုးမရလို့ပါ။ခင်ဩကပြောတော့ဒေါ်နှင်းဖြူလေခင်ဩကိုကြည့်ပြီးတော့တပင်းရှာချလာတယ်။ ထင်အောင်ကလည်းရွာပြင်ထွက်လာတဲ့နေ့ကစလို့သူမအိမ်ခန်းတွေကလည်းမထွက်ဘူးမိဘတွေနဲ့တောင် စကားတေချာမပြောဘဲနဲ့တအူးတွေပဲတမိုင်မိုင်တွေနဲ့နေခဲ့ပါတယ်အဖေတမီးကိုခေါ်တယ်ဆိုအခုလဲခင်အောင်တယောက်ဖခင်ဖြစ်သူခေါ်တယ်ဆိုလို့စိတ်မပါလက်မပါနဲ့အနာကိုရောက်လာခဲ့တယ်ဥပါဦးလည်းတမီးဖြစ်သူကိုကြည့်ပြီးတော့ဒေါင်းနှင်းဖြူလိုပဲတပြင်းချလိုက်ပါတယ်တမီးလားအဖေနားကိုထိုင်မအောင်တမီးရဲ့ဖခင်ဖြစ်သူကခင်အောင်ကိုလက်ဆွဲလို့အနီးကိုခေါ်တယ် တမီးလေးဘာတွေဖြစ်နေရလဲတမီးလေးရဲ့ဖြစ်ပြီးတာတွေကိုပြန်တွေးပြီးတော့အခုလိုကြည့်နေတာကိုတော့အဖေမကြိုက်ဘူးနော်အရင်ကဆိုအဖေတမီးကအဖေတို့ကိုတော့မှစားလိုက်နောက်လိုက်နဲ့ပြပြောနေတတ်တဲ့တမီးအဖေအခုကအရင်ကနဲ့မတူဘူးအဖေကျုပ်လေးဘဝကြီးကိုလွမ်းနေခုချိန်ဆိုဘဝကြီးထမင်းစားချိန်ရောက်ပြီဘဝကြီးကိုဘသူကထမင်းကူးကြည့်မှလဲပြောပြီးတော့ခင်ုံတယောက်ငိုပါတယ်ဥပါဟုလည်းစိတ်မကောင်းမဲနဲ့တပင်းချတယ်တော်ရင်ပြူကတော့ မျက်ရည်တွေဆန်းဆန်းနဲ့နဘေးမှာယက်နေပါတယ်ဒီမှာသမီးအဖေကိုကြည့်အဖေကိုကြည့်စမ်းမှာသမီးရာဦးမအုပ်ကငုံနေတဲ့ခင်အုံညင်းမျက်နှာလေးကိုလက်နဲ့မော့ပြီးတော့သူ့ကိုကြည့်ခိုင်းတယ်ခင်အုံကမျက်ရည်တွေနဲ့အဖေဖြစ်သူကိုမော့ကြည့်တယ်သမီးဘဝကြီးကလေဒီရွာရဲ့အကြီးကဲတယောက်ပါသမီးဘဝကြီးဘေးနားမှာလည်းဂေယုဆိုင်ပြီမဲ့သူ့ရဲ့တပည့်တွေရှိတယ်ဒါကိုငါသမီးစိတ်ထဲမှာအရန်ကြီးခံစားနေရမှာကိုပဲအဖေကစိုးရိမ်တာပါအဖေကတကူကောင်းဆန်နေပဲပြောပြောသမီးအဖေကတော့ အဖေသမီးလေးကိုပဲစိုးရိမ်မိတယ်။ခင်အုံတရအဖေဖြစ်သူကိုဖတ်ပြီးတော့ငိုရှိုက်ပြန်တယ်။အဖေဖြစ်သူရဲ့မြင်တာတွေကိုခင်အုံပို့ပြီးတော့တိလာခဲ့ရတယ်။အခုဆိုတော့အဖေတို့မှာအိမ်ရှိတယ်။လောက်ကင်စားဖို့လဲခွင့်ရှိတယ်။သမီးဘာမှမပုန်နဲ့။အဖေရဲ့မိဘတွေပေးခဲ့တဲ့လေတွေအဖေမှာရှိတယ်။ငါသမီးလေးနဲ့ငါမိမကိုငန်ငတ်အောင်အဖေရှာဖွေကြိုးမိနိုင်တယ်။သမီးအဖေပြောတာဟုတ်တယ်သမီး။အမေတို့ကအခုချိန်မှာဘဝကြီးနဲ့မတွေ့နိုင်ပေမဲ့အဝေးကနေတရင်မေးလို့ရတာပဲသမီး။ နော်သမီးလေးအရင်လိုလေးပဲပြန်ပြီးနေပေးပါသမီးရဲ့ဒေါနင်းပြူကပြောတော့ခင်ဦးတယောက်ကောင်းချိန်နေဟုတ်ကဲ့ပါအဖေနဲ့အမေရဲ့စကားကိုကြုံနားထောင်ပါမယ်စိတ်ချပါမယ်ကျုပ်အရင်လိုပဲပြန်ပြီးနေပါမယ်နောက်ပြီးတော့ဘဝကြီးကျုပ်တို့ကိုအစိတ်ဆိုးပြေပြီးပြန်ခေါ်ခြင်းလဲခေါ်လာမှာပေါ့နော်ဒါပေါ့သမီးရဲ့ခင်ဦးလည်းမိဘတွေအတွက်သူ့ကိုစိတ်ပူနေရဆိုတာရခင်အတိုင်းပဲပြန်ပြီးတော့နေပေးလိုက်ပါလေတရမ်းမှာအဖေဖြစ်သူလဲတော့ဆင်းနေတဲ့အချိန်အမေဖြစ်သူဒေါနင်းဖြူထမင်းတော့ပို့ရတယ် အိမ်မှာခင်အောင်တောက်တာကြံနေခဲ့တဲ့အချိန်လူတယောက်ရောက်လာတယ်ခင်အောင်ဟင်မမလွန်တင်မမဒီကိုဘာလုပ်တာလဲခင်အောင်ကမေးတော့လွန်တင်ကပြုံးတယ်ခင်အောင်နေမေးနေပြီလားဘဝကြီးကနေတော့ကိုပဲရွာတဲကိုဝင်ခွင့်မပေးတာလေဒါပေမဲ့ငါတို့ကတော့ရွာပြင်ကိုထောက်ခွင့်ရှိတယ်လေလွန်တင်စကားကိုခင်အောင်တယောက်ကောင်းချိန်နေဒါဆိုမမကဒီကိုဘာလုပ်တာလဲငါလာကြည့်တာလေနင်းဘလို့များဒုက္ခရောက်နေလဲလို့ဟေး မမစကားကြီးကလည်းဟုတ်တယ်ခင်အောင်ငါကလေနင်းကိုတိတ်ပြီးတော့ဒုက္ခတွေ့စေချင်တာဒါကြောင့်လေငါလက်ချက်နဲ့နင်းရွာပြင်ကိုထွက်ခဲ့ရတာမဟုတ်လားလုံးတဲ့စကားကြောင့်ခင်အောင်တစ်ယောက်မျက်လုံးပြုတ်သွားတယ်ထင်မထားမိတဲ့စကားမလို့ခင်အောင်အယမ်းကိုအံ့ဩသွားတယ်မမမမဘာတွေပြောနေရလဲမမကခင်အောင်ကိုဒုက္ခတွေ့စေချင်တယ်ဟုတ်လားဘာလို့များလဲဟင်မမပေါ်ခင်အောင်ဘာအမမများလုံးမိလို့လဲမမအမား အမားလို့ပြောတာလားခင်ဗျာဟမ်အေးနင်းကိုဆိုဖွားဖွားကြီးကတိတ်ကိုအေးပေးလို့နေလေငါများဆိုသူ့ရဲ့မြည်လို့တော့မှစိတ်ထဲမှာရှိပုံမရဘူးလေဒါကြောင့်ငါနင်းကိုပို့ပို့ပြီးတော့မုန်းလာတာခင်ဗျာမမရဲ့ဒါကလည်းတော်တော်ခင်ဗျာနင်းပြောလာမယ်အကြောင်းပြချက်တွေငါမသိချင်ဘူးဒါပေမဲ့အခုနင်းကိုငါလာကြည့်တာပြောတယ်ခင်ဗျာငါတိတ်ပြောတယ်နင်းနဲ့ဖွားဖွားကြီးဒီတက်ကငါရှေ့မှာထပ်ပြီးတော့ချက်မပြနိုင်ဘူးလေ ခရုံမျက်နှာပေါ်ကကြာဆင်းနေတဲ့မျက်ရည်တွေကိုလက်နဲ့ပုတ်သက်ချတယ်။မမမာတယ်။မမတိတ်မာတယ်။ဘဝကြီးကခရုံကိုပြန်ခွင့်လွှတ်မှာခရုံနဲ့ဘဝကြီးနားမှာအရင်လိုပဲပြန်ပြီးနေရမှာ။ဘာပြောလဲ။လုံးတဲ့တယောက်ခရုံကိုဒေါသတနဲ့អော်တယ်။ဒီချိန်မှာအေးပင်ကဝင်လာတဲ့ဒေါ်နှင်းပြူခရုံပခုံးလေးကိုဖတ်ပြီးတော့ဟုတ်တယ်လုံးတဲ့ငါသမီးပြောတာမှန်တယ်။မေမေကငါသမီးလေးကိုစိတ်ဆိုးပြီတော့မှဒါကိုနင်းဘလို့ပဲဖြစ်ဖြစ်ဖြတ်လို့မရဘူး။ ဒေါ်လေးဘာဒေါ်လေးလဲလုံးတယ်နေရဲ့အကောက်ကြံမှုတွေကိုငါအခုမှသိရတယ်ငါသမီးကလည်းနေအောင်ဆိုပြီးစကားတခုံးတော့မှထောက်မပြောခဲ့တော့သူ့အပြစ်လိုပဲငါတို့ကနားလဲခဲ့ရတာအခုတော့ကြည်စမ်းနေမို့လို့တော့ကိုယ့်ရဲ့ညီမကိုလောက်ရတဲ့သွားငါအိမ်ကအခုတက်သွားနေလို့ကောင်းမကိုငါတူမမတော်နိုင်ဘူးနောက်ပြီးတော့ဒီကိစ္စကိုလည်းမေမေသိစေရမယ်ငါတို့နေကိုလုံးဝခွင့်မလို့ကိုလွန်းတယ်ဒေါ်လေးစိတ်မဆိုးပါနဲ့ဒေါ်လေးရဲ့လုံးတဲ့တယောက် တွေးပြတ်သွားတယ်။ဒေါ်နှင်းပြူကတခင်မကြီးကို တိုင်တယ်မယ်ဆိုလို့လုံးတင်ကြောက်လန့်လန့်သွားတယ်။နှင်းကိုအခုထွက်သွားလို့ပြောနေရလေ။သွားထွက်သွားစမ်း။ဒေါ်နှင်းပြူဟာလုံးတင်ကိုအိမ်ထဲကတွန်းထုတ်တယ်။လုံးတင်လည်းဒေါ်နှင်းပြူရဲ့တွန်းအားကြောင့်အိမ်ပြင်ကိုမလဲယုံတမဲ့ပဲရောက်သွားတယ်။ချက်ချင်းပဲလုံးတင်တရားနောက်တစ်ချက်ကိုခောက်တယ်ပြီးတော့ပြန်သွားတယ်မမေမမကိုဘာလို့အဲ့လိုလုပ်တာလဲဒီကောင်မလေးရဲ့စိတ်သက်ကိုအမေအရင်ကတည်းကမကြိုက်ဘူးသမီးကို့အမရဲ့သမီးဖြစ်နေတာကြောင့ အမေဘာမှမပြောခဲ့တာအခုတော့အမေသမီးကိုဒင်းအကောက်ကျန်တယ်ဆိုတာသိရတော့အမေသူ့ကိုဘလို့မှခွင့်မလုပ်နိုင်ဘူးသမီးလည်းဘာမှစိတ်မပူနဲ့ဒီညနေအမေတင်ငယ်ချင်းလာရင်သမီးဘဝကြီးကိုဒီအကြောင်းလေးကိုတေချာပြပြခိုင်းလိုက်မယ်ဟေးမမေဒါဆိုဘဝကြီးကမမကိုအပြစ်ပေးမှာပေါ့ဟိုအေးသူ့အပြစ်နဲ့သူခံအမေကတော့အမေသမီးကိုထိလာရင်အမေရန်တော့ပဲခင်ဟိုတရအမေဖြစ်သူကိုမတားမြစ်နိုင်တယ်လို့လုံးတင်ကိုလည်းခင်အောင်စိတ်ပူတယ် ူပေါ်မှာဘလို့ပဲစိတ်ပင်ထားပါစေခေယုံတယောက်လုံးတင်ပေါ်မှာမြစ်တာမပြတ်ဘူးညနေပိုင်းရောက်တော့ဒေါင်းနှင်းပြူကယောက်ျားဖြစ်သူဥပါဦးကိုအကြောင်းဆုံးပြောပြတယ်ငါလည်းထင်တယ်ကွာငါတို့သမီးလေးကအခုလိုကိစ္စမျိုးလုပ်တယ်လို့ငါဘလို့မှမယုံကြည်နိုင်ဘူးတယောက်ယောက်ရဲ့ပြောကပါကိုပါမယ်လို့လည်းထင်ငံမိတယ်အခုတော့ပို့ပြီးတော့တေချာသွားတာပေါ့ကွာကျုပ်တို့ဘလို့များလုံးမလဲကိုပါဦးကျုပ်ကတော့မမေကိုသွားပြောပြရမလားလို့နေုံမင်းမငါလေတော့ကပြန်လာမှာ ရွာတွေကကိုဖိုးဆိုင်တို့နဲ့တွေ့ခဲ့တယ်။သူတို့ပြောတာကတော့မိမိကျမ်းမာရင်မကောင်းဘူးတဲ့။မိမိကျမ်းမာရင်မကောင်းဘူး။ဒါဆိုကျုပ်တို့သွားမှဖြစ်မှာပေါ့။ကျုပ်တို့ပြောစမ်းမှာကွာ။မင်းနောက်ဒီလောက်ဖြစ်နေတာ။တမီးလေးကြားသွားရင်ပို့ပြီးတော့စိတ်မကောင်းဖြစ်နေမယ်။ခတ်လိုက်တာချင်းကျုပ်တို့ဘယ်လိုလုပ်ကြမလဲကိုပါဦး။မိမိကပြန်ပြီးတော့ကျမ်းမာပါကွာ။တို့အဝေးကနေမယ်စောင့်ကြည့်မယ်။ဒေါနင်းဖြူတပြင်းချရှာတယ်။ဒီကိစ္စကိုခင်ုံမသိချာခင်ုံကတော့အဖေဖြစ်သူကိုဂရိပေးထားတဲ့တိုင် ခန်းထဲမှာရှိတဲ့သီးပင်စားပင်တွေကိုရေလောင်းလိုက်ကြက်တွေကိုအစာကျူးလိုက်နဲ့နေ့စဉ်ဘဝကိုပျော်ပျော်လေးပဲဖြတ်တန်းနေရှာတယ်။တရက်မှာတော့မြည်လေဟင်ဘဝကြီးဘဝကြီးသမီးစီကိုလာတယ်နော်။ခင်ုံအဖွားပြစ်သူကိုရုတ်တရက်မြင်လိုက်ရတော့ဝမ်းသာသွားတယ်။မြည်လေတခင်မကခင်ုံကိုပွေပတ်ထားတယ်။သမီးမှားခဲ့ပါတယ်ဘဝကြီးရဲ့။သမီးကိုခွင့်လွှတ်ပါနော်။သမီးလေဘဝကြီးနဲ့မခွင့်နိုင်လို့ပါနော်ဘဝကြီး။ခင်ုံကတခင်မကြီးကိုဖတ်ပြီးငုံရင်းပြောရှာတယ်။ တခင်မကြီးကလည်းမျက်ရည်တွေနဲ့ခင်ုံကိုဖတ်ထားတယ်။မြေးလေးကိုဖွားဖွားကြီးမှာခဲ့ခြင်းနဲ့မဲတော်ရဲ့ဝိညာဉ်ပူလေးကိုမြေးလေးဆောင်းလျှောက်ပေးပါ။အဲ့ဒီဘုကိုတိတ်ချာမဆောင်းလျှောက်နိုင်ရင်မဲတော်ကဖွားဖွားကြီးတို့တွေအလုံးကို အမျက်ထွက်လိုက်မှာသမီး။ဒါကဖွားဖွားကြီးရှိတာပဲလေ။သမီးလိုသေးလို့လားဖွားဖွားကြီးရာ။ဖွားဖွားကြီးပြောတာကိုတိတ်ချာမှတ်ထားမြေးလေး။မဲတော်ရဲ့ဝိညာဉ်ပူကိုဆောင်းလျှောက်ပေးနော်မြေးလေး။ခင်ုံနဲ့တခင်မကြီးတောင်းဆုံနေလို့ခေါင်းကျင်းနေဟုတ်ဟုတ်ကဲ့ပါဘွားကြီးတမိရေတမိ ထားပါအောင်တမီးရဲ့ခင်အောင်တော်နှင်းဖြူအတင်းလှုပ်လို့တော့ခံရတယ်။မမေဖွားဝကြီးကဖွားဝကြီးဘယ်ကိုရောက်တော်လာလဲမမေ။နိုးလာတဲ့ခင်အောင်မေးကြောင်းတော်နှင်းဖြူပြောမှန်စကားတွေရက်သွားတယ်။မမေဖွားဝကြီးကအခုလေးတည်းတမီးနာမှာရှိတာလေ။ဖွားဝကြီးဘယ်များရောက်သွားလဲမေယာ။တော်နှင်းဖြူဝမ်းနဲ့တန်ကြီးနဲ့ခေါ်တယ်။တမီးတမီးဖွားဝကြီးကစုံသွားပြီတဲ့တမီးရဲ့။ရှင်အမေအမေဘာလို့ပြောနေရလဲ။ဖွားဝကြီးကဘာလို့သိရမှာလဲ။မဖြစ်နိုင်ဘူး။လုံးဝမဖြစ်နိုင်ဘူး။ ခင်ုံတယောက်လက်မခံနိုင်ဘူးသူ့တိတ်ချရတဲ့အဖွာဖြစ်သူကိုစောလေးကမှခင်ုံတယောက်ပွေဖက်ခဲ့ရတယ်အဖွာဖြစ်သူမှားကြားခဲ့တဲ့ဇာတ်ကိုပြန်ပြီးတော့တွေးမိတဲ့ချိန်ခင်ုံအိရာတွေကအလိမ်မထကအိမ်ပြင်ကိုထွက်လာတယ်သူ့ရဲ့အဖေနဲ့ဇာတ်ပြုတ်နေတဲ့ရွာတွေကရွာသူရွာသားတွေကိုတွေ့ရတယ်ခင်ုံရဲ့မျက်နှာကဝမ်းနဲ့နေရရတယ်အိမ်ထဲကထွက်လာတဲ့ခင်ုံကိုဥဖောင်မြင်ရတော့တမီဘဲကိုသွားမလို့လဲအဖေဘဝကြီးဆုံးပြီဆိုအမေကကြုတ်ကိုလာညာနေတာ မဟုတ်ဘူးမလားအဖေမဟုတ်ဘူးမလားလို့လာပေါင်းသမီးရဲ့အဖေစီကိုလာပါအောင်မိုးပါကိုပြန်လို့မဖြစ်ပဲနဲ့ခင်အောင်ကိုပွတ်ပတ်ထားဖို့သွားတယ်ခင်အောင်ချင်းလေးကိုနားလေသွားတယ်ဖခင်ဖြစ်သူကိုရှောင်ဖဲလို့ရွာလေးကိုခြေပလာနဲ့ခင်အောင်တယောက်ပြေးသွားပါတယ်မိုးပါတို့လည်းခင်အောင်နောက်ကနေအပြေးလိုက်ခဲ့တယ်ခင်အောင်မင်းကကြားရတဲ့ရွာသူရွာသားတွေဟာမျက်ရည်တွေနဲ့ခင်အောင်ကိုကြည့်တယ်တခင်မကြီးရဲ့အိမ်ကိုခင်အောင်ရောက်လာတယ်ရွာသူရွာသားတွေဟာဝိုင်းပြီးအုံနေရငိုရိုတဲ့အတန်တွေကိုလည်းခင်အောင်လှစ်လျူရှုပ်ပြီးတော့ အိမ်ကြီးတဲကိုဝင်သွားတယ်။ခရင်မမပိတ်စားအဖြူနဲ့ဖုံးအုပ်ထားတဲ့မြင်ကွင်းကြောင်ခိုင်အောင်ခြေလန်းတွေရက်တန်သွားတယ်။နင်းဘာလာလောက်တာလဲခင်အောင်နင်းကိုရွာတဲကိုမဝင်ဘူးပြောထားတယ်လေ။မမဘဝကြီးဆုံးပြီဆိုတာတကယ်လားခင်အောင်ကိုဝိုင်းပြီးစနေတာမလား။ဟဲ့ခင်အောင်ငါအမေတေတာနင်းကိုစားနောက်ဆရာလားနင်းအခုထွက်သွားစမ်း။ဒါဆိုဘဝကြီးဆုံးတာတကယ်ပေါ့တကယ်ပေါ့နော်တော်ကြီး။နင်းတို့ဘာရက်ကြည့်နေရလဲ။ဒီကောင်မကိုဆွဲထုတ်စမ်း။ လုံးတိတ်တဲ့တောင်နေမျိုးတို့ကခင်အုံးကိုမောင်းထုတ်နေကြတယ်။သူတို့ရဲ့စကားတွေဟာခင်အုံးရဲ့နားထဲကိုမဝင်ခဲ့ဘူး။ဘဝကြီးခင်အုံးတခင်မကြီးရဲ့လောင်းစီကိုတွားတယ်။နနာကိုအုပ်ထားတဲ့ပိတ်စာလေးကိုတုံကြီးနေတဲ့လက်အစုံနဲ့ဖွင့်ကြည့်တယ်။ခင်အုံးမှတ်ပါတယ်။ခင်အုံးမှအပြစ်ရှိပါတယ်။ဒါပေမဲ့အခုလိုမဆနောက်ပါနဲ့ဘဝကြီးခင်အုံးတဲ့ဝမ်းနေစွာနဲ့ငိုရှိုက်တယ်။နင်းလက်တွေဖဲစမ်းမှာတခင်မကြီးလောင်းကိုပွတ်ဖတ်ထားတဲ့ခင်အုံးလက်တွေကိုလွန်းတင်ဟာဆွဲပယ်ပြစ်တယ်။နေအခုထွက်သွားခင်အုံး ရွာတွေကိုဘယ်တော့မှပြောင်းမလာနဲ့ဟဲ့လွန်းတယ်နင်းတိတ်လွန်းနေပြီတော့ငါသမီးကိုလက်ဖျားနေအောင်ထပ်မတိနဲ့ငါတို့ကတီးခံလိမ့်မယ်လို့မထင်နဲ့တော့ဥပါဟုလွန်းတင်ကိုလည်းညှို့ထိုးပြီးတော့ဝင်ပြောတယ်အော်လူစုံတက်ဆောင်ရောက်လာခဲ့တာပဲဗါလေနောက်ဆုံးမျက်နှာလာကြည့်တာလားဟမ်ဒါဆိုကြည့်ပြီးပြန်တော့လေနောက်ကိုလည်းရွာတွေကိုထပ်ပြီးတော့ဝင်မလာနဲ့ဒေါ်နေမျိုးဟာပြောတော့နေပေါင်းမမနှစ်မျိုးတော့ကဘာကြောင့်အခုလိုပြောတာလဲ တို့တို့ကမမေ့ရစကားကိုပဲနားခံနိုင်တာတို့တို့သားမေ့ရစကားကိုတော့ဘာကြောင့်နားခံရမှာလဲဒေါ်နှင်းဖြူကပြောတော့ဒေါ်နှင်းမြူလက်ပြောင်ပြုံးနေမေမေမဆုံးခင်ကဒီရွာရဲ့အုတ်ချုပ်သူဖြစ်နေငါသမီးကိုတာဝန်ပေးခဲ့ပြီးသားဒီတော့ငါသမီးရဲ့အမိန်ကမေမေရဲ့အမိန်နဲ့တူတူပဲနှင်းမြူလက်မခံနိုင်ဘူးနေနှုတ်တွေကလင်ကကြကြလို့ငါသမီးကိုမေမေကရွာကားနဲ့နှင်းထုတ်ခဲ့တာနေနှုတ်လက်ထဲကိုတော့မေမေကဒီရွာကိုအက်ခဲတယ်ဆိုတာဘယ်လို့နင်းနေမှမဖြစ်နိုင်ဘူး ဒေါင်းနှင်းမြူဒေါင်းနှင်းဖြူတို့တွေညီအမတယောက်နဲ့တယောက်ဒေါသတန်နေနဲ့ပေါ်ပြောတယ်။ခေအောင်ကတော့အဖွာဖြစ်သူလောင်းကိုပွတ်ဖတ်ထားတယ်။အဖေပြောလေသမီးဘဝကြီးအလောင်းကိုတမီးတို့အိမ်ကိုတဲသွားပေးပါ။ဟုတ်ပြီသမီး။ဥပမာဦးကခေအောင်ရဲ့စကားအတိုင်းပဲအဖော်ရင်းနဲ့တူတူသခင်မကြီးလောင်းကိုတဲယူတယ်။ဘယ်ဖြစ်မလဲအခုပြန်ချမဟုတ်ရင်လွန်းတင်အဆုံမဆိုးကြနဲ့။တားရရင်တားကြည့်လိုက်။လွန်းတင်နင်းကြောင့်ငါဘဝကြီးနဲ့ဝေခဲ့ရတာ။ မင်းကခွင်းလုံမှမထင်နဲ့ခင်ဦးတယောက်လုံးတင်းကိုလက်ညှိုးငေါောက်ထိုးပါပြောတယ်။ဘာနင်းကားများငါ့ကိုခင်ဦးနင်းတေးကျင်နေပြီလား။ဘာငါကတေးရမယ်ဟုတ်လားမဟုတ်ဘူး။နင်းတေးရမှလုံးတင်းနင်းတေးရမှခင်ဦးမျက်လုံးတွေကအနေရောင်ပြောင်းလာတယ်။ဥပအောင်လို့လေတခဲမာကြီးလောင်းကိုမမြန်တဲယူသွားတယ်။ကျန်လူတွေကတော့အိမ်အပြင်ကိုထွက်ပြေးကုန်ပြီ။အိမ်ထဲမှာလုံးတင်းနဲ့ဒေါ်နှင်းမျိုးကတစ်ဖက်ခင်ဦးနဲ့ဒေါ်နှင်းဖြူကတစ်ဖက်ကြံခဲ့ပါတယ်။ခင်ဦး နေအခုချက်ချင်းငါသမီးကိုပြန်တောင်းမလိုက်မဟုတ်ရင်နေကိုငါတို့တွေခွင်းလုပေးမယ်မထင်နဲ့နော်အောင်မဘာကိစ္စနဲ့ငါသမီးကတောင်းမရမှာလဲတစ်ဖက်နဲ့တစ်ဖက်ဒေါသတွေကြီးလာတယ်နေကရန်လုံးနေမှာတော့ငါကလည်းနေကိုအပြစ်ပေးရအောင်ပါဗောခင်အောင်လုံးတင်ခင်အောင်ကိုတိုက်ခိုက်တယ်နဘေးမှာရှိတဲ့ပစ္စည်းတွေကိုဝေးရမ်းပြီးတော့ခင်အောင်စီကိုပြစ်ပေါက်တယ်ခင်အောင်ကချစ်ပနဲ့တစ်ချက်ဖောက်လိုက်ရအဲ့ဒီပစ္စည်းတွေဟာမြေပေါ်ကိုဟုံးနဲ့ပြုတ်ကျလာတယ်နေအပြင်ကိုထွက်ခလိုက်ငါဘွားအိမ်ကို အထီးကံမခံနိုင်ဘူးလုံးတယ်ခေအောင်ကအဲ့လိုပြောပြီးတော့အိမ်ပြင်ကိုအရင်ထွက်လာတယ်လုံးတင်တို့သားမိလဲခေအောင်တို့သားမိနောက်ကနေလိုက်ပါလာခဲ့တယ်အိမ်ပြင်မှာညနေချင်းဆိုင်နေထားတဲ့ရန်ပွဲအတွက်အသင့်ပြင်နေကြပြီခေအောင်ကပဲအရင်ဆုံးသူ့ရဲ့ဆက်တွေကိုထုတ်တယ်ခေအောင်နဲ့လုံးတင်တို့ရဲ့ရန်ပွဲမှာဒေါ်နင်းပြူနဲ့ဒေါ်နင်းမြူတို့နှစ်ဘေးကကြည့်နေကြတယ်ခေအောင်လဲသူ့ရဲ့လက်ဖွားတွင်းကထွက်လာတဲ့အနည်းရောင်ဆက်တွေနဲ့လုံးတင်ကိုတိုက်ခိုက်တယ်လုံးတင်ကလည်းခေအောင်ရဲ့ဆက်တန်းတွေကို ပေါ်ပါတဲ့ခန္ဓာကိုယ်နဲ့ရှောင်ရှားတယ်။နောက်ဆုံးခေအိုးရဲ့စက်တန်တွေဟာလုံးတရံစက်တန်တွေနဲ့အပြိုင်ဆိုင်ထိခိုက်တယ်။စက်တန်တွေထိမှန်တဲ့နေရာတွေဟာမိတိလောင်ကျွမ်းကုန်ပြီးအတန်တွေထွက်ကုန်တယ်။တမီခေအိုး။လုံနေပြိုခေအိုးကိုလှမ်းအောင်တယ်။ခေအိုးကဘသူမှတားလို့မရတော့ဘူး။သူ့မမျက်လုံးတွေဟာနေရန်နေပြီးတော့သူ့မစိတ်ထဲမှာဒေါသတွေဟာကြီးဆုံးနေပါတယ်။ခေအိုးဟာတည့်ရက်စက်တွေနဲ့လုံးတင်ကိုပြင်းထန်တိုက်ခိုက်တယ်။ခေအိုးကိုကြည့်ပြီးတစ်ဖက်ကလုံးတင်အရန်ကိုထိုက်လန့်သွားတယ်။အချိန်မှာတော့လုံးတင်တရား ခင်အောင်ရဲ့စက်တန်ထိမှန်သွားတယ်။ဒေါင်းနှင်းမျိုးလည်းတမင်ဖြစ်သူထိသွားတာကြောင့်ခင်အောင်ကိုဒေါသထွက်လာတယ်။လုံတဲ့ခွခွေလေးမျိုးပေါ်မှာလဲကြနေရ။လုံတဲ့ကိုသာကြည့်နေတဲ့ခင်အောင်စီကိုဒေါင်းနှင်းမျိုးတယောက်စက်တန်တွေထုတ်ပြီးတိုက်ခတ်တယ်။ဒေါင်းနှင်းမျိုးတယောက်ခင်အောင်ကိုတုံးထုတ်တဲ့အခါအမားဖြစ်သူဒေါင်းနှင်းမျိုးရဲ့စက်တွေဟာညီမဖြစ်သူဒေါင်းနှင်းမျိုးကိုထိမှန်သွားတယ်။အမေခင်အောင်ဒေါင်းနှင်းမျိုးကိုပြေးပြီးတော့ပွေတယ်။အမေတမင်ခေါ်တာကြားလာမေ။ဒေါင်းနှင်းမျိုးတယောက်အသက်ကင်းမဲ့သွားပြီ ခရုံမြဲရည်နဲ့အမေဖြစ်သူကိုနန်းရှုပ်တယ်။လုံတင်ကတော့မေဘောကကုန်းပြီးတော့ထားတယ်။နော်နေမြို့မှာညီမဖြစ်သူကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်ရ။ဒါပေမဲ့ခရုံရဲ့တောက်ခေါက်တန်းကြောင့်ဒေါ်နေမြို့လန့်သွားတယ်။တတ်မယ်။မင်းတို့အားလုံးကိုတတ်ပြမယ်။ခရုံဒေါ်သားတကြီးနဲ့အော်ဟစ်တယ်။အဲနောက်အပြင်းထားတဲ့သူမရဲ့စက်တန်တွေကိုထုတ်တယ်။အဲဒီစက်တန်တွေဟာအချိန်ထိုးပဲဒေါ်နေမြို့စီကိုဝင်ရောက်ဖို့ကြိုးစားနေတဲ့အချိန်တခြားစက်တန်တွေကခရုံစက်တွေကိုထိထားကြတယ်။သမီးခင်ရောသမီးစိတ်ကိုရှော့ပါသမီး မဟုတ်ရင်အမားတွေဖြစ်ကုန်နေမယ်သမီးဥပအောင်နဲ့ရွာသူရွာသားတွေဟာခင်အောင်ဆက်တွေကိုထိန်းထားတယ်ခင်အောင်ဟာလူစိတ်ပြောင်းနေတယ်လို့ပဲသူတို့ဆက်တွေကိုအားအကုန်တုံထုတ်တယ်ခင်အောင်တယောက်တောက်တစ်ချက်ကိုပြင်းပြင်းခောက်လို့သူထုတ်လို့ထားတဲ့စက်တန်းလေးပေါ်ကိုလွှားကနေခုန်တက်တယ်စက်တန်းလေးပေါ်မှာခင်အောင်ပြေးလွှားနေတယ်ဒေါ်နေမီရဲ့မျက်နှာမှာသွေးမရှိတော့ဘူးမေ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 ကသူ့ပညာတွေခင်အောင်ကိုပေးခဲ့တာပဲဒေါ်နေမီပြောနိုင်ချတယ်ဒါပဲခဏတည်းမှာခင်အောင်ဟာ အားလုံးရဲ့စက်တန်းတွေကိုဖျက်ဆီးပစ်လိုက်တယ်။ခေအောင်ကသူ့ရဲ့စက်တန်းပေါ်ကလွှားကနဲ့ခုံချပြီးတော့ဒေါင်းနှင်းမြူရဲ့နှလုံးတက်တဲ့ကိုလဝါးနဲ့ဘုံကနဲ့မြီအောင်ရိုက်ချလိုက်ပါတယ်။ဒေါင်းနှင်းမြူဟာအော်ရောင်မအော်နိုင်မဲနဲ့နေရပါမယ်သွေးတွေအော်အံပြီးတော့လဲကျသွားခဲ့တယ်။လုံးတဲ့တယောက်အမေပြေသူနေကိုအပြေးလွှားသွားတယ်။ခေအောင်ကလုံးတင်ကိုတားအောင်တကုံလိုပဲကြည့်တယ်။သူ့မလက်ဘွားကိုဖြတ်ပြီးတော့လုံးတင်ကိုအားအကုန်ရိုက်ချဖို့ကြိုးစားတော့တဏျာကထွက်လာတဲ့အလင်းနဲ့တကူဟာခင်အောင်ကိုထိမှန်သွားတယ်။ခင်အောင်အထိနာသွားပြီမဲ့ လက်သေးကိုကြည့်ကြည့်ပါအောင်ဆော့ပြီးမြေပေါ်ကထားထိုင်နေမေတော့မေတော့ကိုခင်အောင်တယောက်သာမြင်ရတယ်မေတော့ဟာခင်အောင်ကိုဒေါသတကြီးနဲ့စိုက်ကြည့်တယ်စက်ခန့်သူကိုယ်တိုင်ကအပြစ်လုပ်နေရဲ့တရွာလုံးဒုက္ခရောက်မယ်ဆိုတာမသိဘူးလားခင်အောင်ရဲ့ဒေါသစိတ်တွေတောက်ွယ်သွားခဲ့တယ်ကြည်စမ်းတင်မြင်နေရတဲ့ရက်ကိုတင်ကြည့်လိုက်စမ်းခင်အောင်ပတ်ဝန်းကျင်ကိုဝေ့ကြည့်တော့မိတ္တလောင်ကျွမ်းနေတဲ့တဲအိမ်တွေကိုမြင်ရတယ်ခုချိန်ကစပြီးတော့တင်းတို့တွေငါးရဲ့အရေးအောက်ကလွတ်ခဲ့ပြီငါးရဲ့ဆောက်ရှောက်မှုကနေလည်း တင်းတို့လုတ်ကောင်းနိုင်ပြီမေတော့ဘဝကြီးကတိတ်ဆန်းတင်းရဲ့ဘွားကြောင့်တင်းကိုခွင်းလုတ်ပေးလိုက်မယ်တင်းရဲ့ပြစ်တော့တင်းကိုယ်တိုင်ပေးဆက်ဖို့လည်းပြင်ထားဒီလိုပြောပြီးတော့မေတော့ဟာသူ့ရဲ့လက်ကိုဝေးရလိုက်ရရွှေသားနဲ့ပြုတ်ထားတဲ့ဘူးတော်ဟာမေတော့လက်အတွင်းကိုရောက်လာတယ်မေတော့ဟာသူ့ရဲ့ဝိညာဉ်ပုကိုပြန်လဲသွင်းယူသွားခဲ့ပြီခင်အောင်ကိုတစ်ချက်ကြည့်ပြီးနေရာကနေပျောက်ကွယ်သွားခဲ့တယ်သမီးဥပ္ပါဟုခင်အောင်ကိုပြေးထူတယ်ဥပ္ပါဟုတို့ကမဲတော်ကိုတွေးမြင်ခဲ့ကြပုံမရဘူးခင်အောင်တယောက် အမေဖြစ်သူကိုတတိယပြီးတော့ငုံပြန်တယ်။ဥပါဟုလည်းမျက်ရည်တွေနဲ့တမိဖြစ်သူကိုပွေဖတ်ထားတယ်။လွန်တင်ကသူ့ရဲ့အမေဖြစ်သူကိုပွေဖတ်ကငုံရုံနေတယ်။အဲဒီနေ့ကတခင်မကြီးရဲ့အလောင်းနဲ့တူတူတမိဖြစ်သူနှစ်ယောက်ရဲ့အလောင်းလေးကိုပါတကြိုခဲ့ကြရတယ်။အဖေတမိဒီရမှ မနေချင်တော့ဘူး။တမိသဘောတိုင်းပဲတမိ။အဖေလည်းမနေချင်တော့ဘူးတမိရဲ့။ဒီရက်မှဆက်ပြီးနေရင်အဖေတမိကိုလည်းအဖေဆုံချုံရမယ်တဲ့။ဒါကြောင့်အဖေတို့တခြားရက်ကိုပြောင်းကြမယ်။ မုတ်ပါဟုတ်လည်းနောက်ဆုံးမှာဆုံးဖြတ်ချက်ကိုချပြီးတော့တမင်ဖြစ်သူနဲ့တူတူကံပိုင်ရွာကနေထွက်ခွာလာခဲ့တယ်။ကံပိုင်ရွာမှာတော့လွန်းတင်တဲ့ကျန်းရဲသူရွာသူရွာသားတွေသာကျန်းရဲခဲ့တယ်။ရှင်ညိုပြောပြတဲ့ဘဝဟောင်းကအကြောင်းအရာတွေကိုနားထောင်ပြီးတော့ဘွားမက်စင်တို့တွေတိတ်ဆိတ်သွားကြတယ်။ရှင်ညိုလည်းမျက်ရည်တွေကျဆင်းနေပြီးအိုင်းနိညာကတော့ဘွားမက်စင်တို့အိမ်ကလည်း